ရှင်းမှာမခွေမရကောင်မလေးနှစ်ယောက်ရှိမှာမခွေမရလုပ်နေတဲ့ဦးလေး ပေါ့နော်အဲ့ဘိုးတော်ကိုအမတယောက်ကဗီဒီယိုရိုက်ပြီးတင်ထားတာ Facebook မှာကျွန်မတွေ့လိုက်ရတယ်။အားလုံးပဲမင်္ဂလာပါရှင်။ဇင်လေးရဲ့ YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်။ခုဇင်လေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒါလူမာပြီးတော့ပြောမိတဲ့ဒါဗီဒီယိုဖိုင်လေးပဲဖြစ်ပါရရှင်။အားလုံးလည်းတည်ထားလို့ရအောင်လို့ဒီဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါရရှင်။ဒီဗီဒီယိုဖိုင်မှာဆိုလို့ရှင်တော့ဒီအမကတော့အိုးရှင်းမှာမဖွဲမရလုံနေတဲ့ဦးလေးကြီးဆိုပြီးတော့သူကလူမာပြီးတော့တင်လိုက်တာရှင်။ဒီဦးလေးကြီးကတော့သူ့ကိုယ်တိုင်အင်ကိုလာပြီးတော့ဒါပြောတာရှင်။ဒီအမကလည်းလူမာတဲ့အတွက်တော့ဒါပြန်ပြီးတော့တောင်းပန် ထားတာရှင်ဒီ profile လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင်ကျန်တဲ့ခါလေးတောင်းပန်ပါတယ်ပေါ့။ဟုတ်။နော်ဟောရှစ်တော့ဟောရောက်ချင်းဟောလူရည်။အဲဒါဒါတင်တဲ့ဟာဒီဦးလေးနော်။ တူပြန်ပါပြန်ငါမတခါရိုက်ပြီးမယ်တူတူတူပြည်ပြည်ပြပြီးတူပြည်ပြည်မကျင်းနေမှာမလို့ဆရာကကြားလုပ်ပေးတာအဲ့ဒါရောက်ပါတော့မကိုကျင်းစားတယ်ဘာလို့အဲ့လိုမဟုတ်ဘူးဒီတော့ငါတူပြောမမနော်ဘာဘာဟိုဟာဘာဘာဘောနော်တောင်းမှန်မှန်ဟိုဟာဟိုဟာဆိုင်ငယ်ပုံစံလေးမားသွားပါဘောနော်အဲ့ဒါလူမားပ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 ါဘောနော်ပုံစံလေး ဟိုလိုဟိုဟာဖြစ်နေပါတော့ကြည်သားရဲ့ဗီဒီယိုဖိုင်နဲ့ဟိုဟာဖြစ်နေတာလည်းမင်းတို့တောင်းမှမှာတော့ပြောဘူးပြောဘူးဟိုဟာဗီဒီယိုဖိုင်မှာရှိရတယ်အဲ့လိုပြောချုပ်တတိယနောက်ကြတော့ဟိုဟာဒီမွေးဘာမှမလုံးနဲ့နော်ဟုတ်တယ်အခုခုမြင့်ပြတဲ့ကံတော့ငါတို့မှသားဒါ60ကြောက်ကာကြီးပါညာတရားပြောရင်ငါတို့မှာရုံးနေကနားရထောင်းနေတဲ့ပတ်ဒီကလေးလေးရတဲ့ဝင်နေသဘောကောင်းတယ်လေကြည့်ကြည့်ဟုတ်တယ်ကြည့်တယ်နော်ဒီကရပါတူကြည့်တော့လားရပါတူကြည့်စားရဖြစ်မှာဟုတ်တယ်ရစားမှာရစားမှာရစားမှာဒီတော့ဒါမိုင်းတိုင်းမိုင်းတိုင်းနေမဲ့ တော့အဲ့ဒီလိုကမှန်တာပြောရနော်အာနာပိုင်းကြောင်းပိုင်းလေးရုပ်တာကြည့်လိုက်တော့ကျွန်တော်တို့ကလာကြည့်တာကလေးလေးနဲ့မြင်လိုက်တော့ကလေးလေးကလည်းဟုတ်တယ်ပါဟုတ်တယ်ပါဟုတ်တယ်ပါဟုတ်ပါဘူးဟာမမဝင်ဆွဲနေတယ်ဝင်တော့ရင်ကြီးတယ်ဟုတ်တယ်ကလေးလေးလောက်လာလို့သူကသူကမိကောင်းဖားကလေးကိုပြောမှုလာလာခဲ့တာဒီဟုတ်တယ်ယောက်ျားကတော့မဖက်နေရတဲ့လေဆိုညီတို့အယုံကိုပြောလို့မှာပါ ကျေးဇူးပါတယ်ဒါပါတယ်ကျွန်တော်ကျွန်တော်ဝိုင်းအောင်တော့ခေါ်တယ်ရှင်းအောင်ပါဟုတ်ဟုတ်ဒါဒီလိုလုံးအောင်မအနီလို့ဆိုတာဒီလိုဆိုတာငါတင်ပြီးမယ်နော်တင်ပြီးလားတင်ပြီးတော့ပဲရှိသေးတယ်ဒါအဒီလို့ဒါဘွားကြီး ုတ်တယ်နော်တတိချာချာမသိပဲနဲ့ဒါတင်တာရှင့်တုံတန်းသူတွေဆိုလို့ရှင်တော့နော်ဒါအမှုဖွင့်ပြီးတော့သူတရားရင်ဆိုင်ရမှာရှင့်ဒီဦးလေးနဲ့ဒီ ND ကြီးမလို့နော်ဒါဒီလောက်နဲ့တောင်းမန့်ယုံနဲ့ဂျင်နတ်လိုက်တာရှင့်ဒီအမကလည်းလူတယ်နော်တတိချာချာမသိပဲနဲ့နော်အဲ့လိုမျိုးရန်တမ်းပြီးတော့တင်တာတော့ဒါလုံးဝမကောင်းဘူးရှင့်တစ်ဖက်လူရဲ့ဂုံသိက္ခာလည်းရှိသေးရဲ့ရှင့်ဒီဦးလေးရဲ့အမျိုးသမီးတွေရောတာသမီးတွေရောနော်ဒါထိခိုက်မှာရှင့်အရှက်ရမှာလေနော်သူစပြီးတော့လုတ်ခရဲရနော်တတိချာချာလေးစဉ်းစားပြီးတော့မှတတိချာချာခက်ခနာတိမှတင်လေနော်အခုဟာကသူကနော်တတိချာမသိ ပဲနဲ့တင်လိုက်တော့အခုလိုမျိုးပြန်ပြီးတော့တောင်းပန်ရတာရှင့်နောက်ထပ် review file မှာဆိုလို့ရှိရင်လည်းဒီအမားကတော့ဒါပြန်ပြီးတော့ပြောထားသေးရဲ့ရှင့် review file လေးကိုလည်းဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်နော် Hello အားလုံးမင်္ဂလာပါရှင်ပြောစရာလေးရှိလို့ပေါ့နော်ညီမအမ်မင်းညတော့ငါတင်လိုက်တဲ့ video file လေးပေါ့နော်အဲ့ video file လေးကဦးလေးပေါ့နော်အဲ့ဦးလေးဆိုင်ကနံပါတ်က6095ဆိုတော့ ဆိုင်ကနေဘက်နဲ့ဥလေးပေါ့နော်အဲ့ဒီဥလေးကအဲညီမကလူမတင်မိရပေါ့နော်လူမတင်မိရအတွက်ဥလေးကိုတောင်းပန်ပေးပြီပေါ့နော်အဲဥလေးကိုတောင်းပန်ထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းဒီဗီဒီယိုဖိုင်ရဲ့အောက်မှာတင်မိထားပါတယ်ဒီကနေပြီးတော့လည်းထပ်ပြီးတော့မှတောင်းပန်လိုက်ပါတယ်ရှင်နောက်နောက်အဲဒီလူမျိုးမဖြစ်အောင်ဒီကိစ္စကိုပဲတင်ငန်းစာယူပါတယ်အဲတမိတောင်းပန်တာကိုလက်ခံပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ထပ်ပြီးတော့ပဲတောင်းဝင်ခြင်းပါတယ်ဟိုဟာလူမသွားပေါ့နော်ဒီမှာဒီဆိုင်ကနဲဥလီမဟုတ်ဘူးပေါ့နော်လူမသွားရတဲ့အတွက်လည်းတောင်းမှန်ပါတယ်အဲဗီဒီယိုဖိုင်လေးကိုလည်းဖြတ်ပြီးသွားပြီပေါ့နော်တောင်းမှန်အောင်လက်ခံပြီးအတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်နောက်ဒီလိုမျိုးမဖြစ်အောင်ကိုကိုကိုဂီယူဆိုင်ပါမယ်ရှင်ကျေးဇူးတင်ပါတယ်ကျမကဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲဒီဗီဒီယိုဖိုင်လေးကနောက်ဆုံးတင်တာပေါ့နော်အဲဘာဖြစ်တာလဲဆိုတော့ ရှေ့လွန်ခဲ့တဲ့တပတ်လောက်ကကျမအိုးရှင်းမှာမဖွဲမရကောင်မလေးနှစ်ယောက်ရှိမှာမဖွဲမရလုပ်နေတဲ့ဦးလေးပေါ့နော်အဲ့ဘိုးတော်ကိုအမတယောက်ကဗီဒီယိုရိုက်ပြီးတင်ထားတာ Facebook မှာ ကျမတွေ့လိုက်ရတယ်အဲ့တော့တိုက်တိုက်ဆိုင်ဆိုင်ပဲကျမအိမ်ပြန်တဲ့ချိန်မှာလဲအခုလူမကျမလူမတင်ထားတဲ့ဦးလေးကိုတွေ့လိုက်တယ်ပေါ့နော်အဲ့တော့တွေ့လိုက်တာလည်းကျမကြည့်ထားတဲ့ဗီဒီယိုတွေကပုံစံနဲ့အခုကျမတွေ့လိုက်တဲ့ပုံစံနဲ့က ပုံစံတူနေတာပေါ့နော်တူနေတဲ့ခါကျတော့အုတ်ထုတ်အင်ဂျီလွယ်အိတ်ပေါ့နော်တူနေတာဆိုတော့ကျမကလည်းဒါအိုရှင်ရဦးလေးပဲဆိုပြီးတထစ်ချယုံကြည်ပြီးတော့မှပေါ့နော်တထစ်ချယုံကြည်လိုက်တယ်မစင်းစားပဲနဲ့လည်းတင်လိုက်မိတယ်တင်လိုက်မိတယ်ပြီးတော့ကျမဒါဦးလေးစီကိုသွားတောင်းပန်တာမဟုတ်ဘူးဦးလေးကကျမစီကိုလာပြီးတော့ပေါ့နော်ဦးလေးတော့မလာခင်အထီးကူနေမှာကျမကအိုရှင်မှာ မဖွင့်မြန်လုပ်တဲ့ဘိုးတော်လို့ပဲကျမကထင်နေရုံပဲပေါ့နော်ဦးလေးတို့လာတော့မှဦးလေးတို့ကျမအိမ်ကိုလာတော့မှတမိတင်ထားတာမားနေတယ်ဦးလေးမဟုတ်ဘူးဆိုပြီးတော့ကျမကိုပြောပြတဲ့အတွက်ဟုတ်လားဦးလေးအဲ့ဒါဆိုရင်တမိဗီယူလေးပြန်ဖြတ်ပေးပါမယ်တောင်းလဲတောင်းမယ်လိုက်တယ်ပေါ့နော်ကျမကတော့ပြည့်တောင်းမယ်လိုက်တယ်ဦးလေးတို့ကကျမစီကိုရုတ်တရက်ရောက်လာတဲ့အတွက်ကျမကလေးမိတယောက်ကအိမ်နေရင်ပုံစံနဲ့အဲ့လိုဖျူဖျင်းရတော့ဖြစ်နေမှာပဲ ကျမတားလီယာခုလမ်းလျှောက်တက်တဲ့အရွယ်ဆိုတော့ကျမလိုက်ဆွဲရတယ်အဲ့တော့ကျမအင်းကြီးကျွတ်ကျွတ်ကျက်ကျက်တွေလည်းမဝင်နိုင်ဘူးကျမအပြင်ထွက်တယ်ဆိုရင်တောင်မှစိတ်ကူးပေါက်မှထပြင်လာပြင်ပြီးမှသွားတာအဲ့တော့အခုဟိုအားတိုင်းတင်နေရပဲပေါ့နော်အားတိုင်းလိုင်းမော်တင်နေရပဲပေါ့အတန်းရှင်းလို့ကျင်တာကျမအတန်းရှင်းမလို့ဘူးကျမဘဝမှာအတန်းရှင်းမလို့ဘူးကျမကျမမိသားစုလေးနည်းအေးအေးဆေးဆေးပဲဘဝကိုဖျက်သန်းနေကျမလိုင်းမော်အခု ကျမအเจ้าကြီးတင်နေ နောက်ဗီဒီယိုလေးတွေကျမတို့မှုသွားစားတာလို့ဖြစ်ဖြစ်တနေရာသွားတော့ဖြစ်တင်နေဆိုတာကျမတို့မသိခင်မှာဒီဟာလေးတွေကိုယူထားတာပေါ့နော်ကျမတို့အဖိုးဖားတွေရှိတယ်ကျမအမျိုးသားကျမသားလေးသူတို့အရင်နဲ့အမတ်တရတွေကိုကျမအကောင့်လေးမှာတင်ထားတာဖုန်းထဲမှာကျတော့လည်းကက်ပြည့်တဲ့အတွက်ကျမအကောင့်လေးမှာတင်ထားတယ်လိုက်ဘလောက်ရရ view ဘလောက်ရရဆိုရက်ရည်ရွယ်ချက်မရှိဘူးပြီးတော့အခုတင်လိုက်တဲ့ဦးလေးကိုလည်းကျမကထိခိုက်စီလို့စိတ်လုံးဝမရှိဘူးစီးပွားကြလို့စီလေးလုံးဝမရှိဘူး ကျမကလည်းကျမမှန်နေထင်လို့ပေါ့နော်တင်လိုက်တာဒါပေမဲ့မှားနေတဲ့အတွက်ကျမအမအကိုတိလို့ကျမတောင်းမှန်နေဦးလေးတို့ဘက်ကလည်း ြည်အေးပေးတယ်ပေါ့နော်သူမောက်သူတည့်ရဲ့အတွက်တော့ဒါပြန်ပြီးတော့တောင်းပန်တာရှင့်ဒါနားလဲပေးရမယ်လေနော်ဒီလိုမျိုးတတိချာချာလေးပြန်ပြီးတော့တောင်းပန်တဲ့အတွက်ဒီမရဲ့စိတ်ထားလေးကတော်တော်လေးကိုလည်းမုံမြတ်ပါတယ်ရှင့်သူရဲ့စိတ်မှလည်းနော်ဒီလိုမျိုးနှစ်နာစီချင်တဲ့စိတ်နဲ့တင်တာမဟုတ်ဘူးလေနော်မိန်းကလေးတွေအထူးတတိထားလို့ရအောင်လို့ကလေးချင်းကိုချင်းစာပြီးတော့ဒါတင်တာလည်းဖြစ်နိုင်တယ်ရှင့်နောက်ထပ်မိန်းကလေးတွေအထူးတတိထားလို့ရအောင်ပေါ့နော်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်အဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်